မင်္ဂလာပါတီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့ကိုရှိကြီးရဲ့နောက်ဆုံးခီးတယ်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်။ကဲဇလံလေးကိုဆက်လိုက်ကြအောင်။ရန်ကုန်မြို့ရဲ့မိုးညင်းထူထပ်တဲ့ညတညမှာကားဆရာကိုရှိကြီးဟာသူ့ရဲ့ဟောင်းလွမ်းပြီးအယောင်မိန်နေတဲ့ကားကြီးနဲ့မြို့ထဲမှာနောက်ဆုံးခီးတယ်ကိုရှာဖွေနေတဲ့သူ့ရဲ့နမည်အရင်ကဖိုးကျော်ဖြစ်တယ်။ဒါပေမဲ့ခီးတယ်တွေကတော့သူ့ကိုအရက်ရှိလို့ကားဆရာကိုရှိကြီးလို့ပဲခေါ်ကြတယ်ဒီညမှာတော့သူများတွေမတော်ဝင်တဲ့ခီးတစ်ခုကိုထွက်ဖို့ရှိနေပြီ။ ထို့နောက်လူငယ်တယောက်ကကားလာငားတဲ့ကိုရှေကြီးကပင်ပန်းနှွမ်းနေသောအတန်ဖြင့်ဟဲ့မင်းကဘဲကလာတာလဲဒီညအချိန်မှာတယောက်တည်းခီးထွက်မယ်ဆိုတာအတော်အန္တရာယ်များတယ်ထို့နောက်လူငယ်ကအေးဆက်သောအတန်နှင့်ဆရာကြီးကျွန်တော်တူတန်ကြီးဘက်သွားမလို့ကားခပူပေးပါမယ်လို့အေးဆက်စွာပြောတယ်ကိုရှေကြီးကစိုးရိမ်သောအတန်ဖြင့်ဘယ်သူတန်ကြီးလဲကွာဒီညအချိန်မှာတူတန်ကြီးဘက်သွားမယ်ဆိုတာမင်းလူစေရဟုတ်ရဲ့လားလို့ကိုရှေကြီးပြောတယ် ထို့နောက်လူငယ်က ရေတံဖြစ်ဆရာကြီးကြောက်နေပြီလားကျွန်တော်ကလူပါပဲဒါပေမဲ့တရေကြီးတဲ့အလုပ်ရှိလို့ပါဗျာလို့လူငယ်ကပြောလိုက်တယ်ကိုရှိကြီးဟာငွေကြေးအတွက်သူ့ဤတန်တရားကိုဖယ်ရှားလိုက်တယ်ဒါပေမဲ့သူမသိလိုက်တာကဒီခီးတွေဟာတာမန်လူမဟုတ်ဘူးသူဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုကဒီမြို့မှာလူတက်မှုဖြစ်တည်ဆုံးခဲ့တဲ့လူငယ်တယောက်ရဲ့ဝိညာဉ်ပါကားဟာမြို့ပြင်ကို ဥတီမောင်းနေလာတဲ့လမ်းမှာမြည်တီကားမှမတွေ့ပဲကိုရှီကြီးကားတစ်စီးတဲ့အရှိန်ဟုံဖြစ်မြင်မောင်းလာတဲ့ကိုရှီဟာခီးတဲ့ရောင်မြလေးရဲ့မျက်နှာကိုလှမ်းကြည့်မိလိုက်တဲ့သူ့မျက်နှာဟာဖြူဖက်ဖြူလျော်နဲ့မျက်လုံးတွေကလည်းအနက်ရောင်တို့ပြောင်းလာတယ်။ကိုရှီကြီးကကြောက်လန့်စွာဖြင့်မင်းမင်းကဘသူလဲလူငယ်ကကြောက်စရာအတန်ဖြစ်ဆရာကြီးကျွန်တော်ကိုမှတ်မိသေးလား 1998ခုနှစ်ကတင့်ရက်ကမှနောက်ဆုံးစီးခဲ့တဲ့ចောင်းသားလေးကိုရှိကြီးဟာချက်ချင်း break ကိုဆွဲလိုက်တဲ့သူ့မျက်လုံးထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဖြစ်ပြက်တွေပြန်ပေါ်လာတဲ့ဟုတ်တယ်ဒီလူငယ်ဟာသူ့ကားမှာစီးပြီးပျောက်ဆုံးသွားတဲ့ចောင်းသားတစ်ယောက်ပါမင်းကမောင်မြင့်ဆွေလားဒါပေမဲ့မင်းကတည်သွားပြီးတာနှစ်ပေါင်းများစွာရှိပြီကွာဟုကိုရှိကြီးကပြောလိုက်တယ်မောင်မြင့်ဆွေကဝမ်းနေသောအတန်ဖြစ်ဟုတ်တယ်ဆရာကြီး ကျွန်တော်တည်သွားပြီဒါပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်ဟာဒီမြို့မှာလှည့်လည်နေရတယ်ဘာကြောင့်လဲဆိုတာသိလားကျွန်တော်တည်ဆုံးရတဲ့အကြောင်းရင်းကိုဘယ်သူမှမသိလို့လေလေတိုးတန်နဲ့အတူကားမင်းများကမိန်သွားတယ်အပြင်ကမိုးကြိုးပြစ်တံတွေကြားရတယ်ကိုရှီဟာထိတ်လန့်သွားတယ်ထိုးနောက်မောင်မြင့်ဆွေကအေးဆက်သောအတန်နဲ့အေးဆရာကြီးကျွန်တော်တည်ဆုံးသွားတဲ့နေရာကိုခေါ်သွားပါကျွန်တော်ရဲ့အလောင်းကိုရှာပါကျွန်တော်ငင်းချမ်းဖို့လိုနေပြီ ကိုရှိကြီးဟာကြောက်လန့်တကြားကားကိုဆက်မောင်းနေသူ့မညံတွေကလွန်ခဲ့တဲ့နှစ်တွေကအဖြစ်ပြက်တွေပြန်ပေါ်လာတယ်ဒီចောင်းသားဟာ သူ့ကားမှာစီးပြီးနောက်ဆုံးမှာပျောက်ဆုံးသွားခဲ့တယ်ရဲတွေကကိုရှိကြီးကိုစစ်စစ်မြင်းမြန်းခဲ့ပေမဲ့သူတို့ကဘာမှမသိခဲ့ဘူးအမှန်တော့ကိုရှိကြီးဟာသူ့ရဲ့ကားမှာရှိတဲ့လှုပ်ဝက်ချက်တစ်ခုကိုဖုံးကွယ်ထားခဲ့တယ်ကိုရှိကြီးကပြင်းပြင်းထန်ထန်ငါငါမခဲ့တယ်မင်းကိုငါကူညီခဲ့ရမှာလို့ပြတယ်ညစယ်နိုင်မှာကားကတူတန်ရှိသူရောက်လာတယ် ကားဟာဟောင်းနှဲနေတဲ့တူတန်ရှိမှာရက်လိုက်တဲ့မောင်မြင့်ဆွေဟာကားကနေဆင်းသွားတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းဖျော့တော့သွားတယ်။မောင်မြင့်ဆွေကတူးတူးတိတ်တိတ်ဖြင့်ကျေးဇူးတင်ပါတယ်ဆရာကြီးလိုရည်ရွတ်နေတယ်။လေတိုက်တန်နဲ့အတူမောင်မြင့်ဆွေရဲ့ဝိညာဉ်ဟာညအမောင်ထဲမှာပျောက်ွယ်သွားတဲ့ကိုရှိကြီးဟာကားထဲမှာတယောက်တည်းကြံရိပ်ခဲ့တဲ့သူဟာဒီကျောင်းသားရဲ့အလောင်းကိုရှာဖွေပြီးတင့်တော်တဲ့အခမ်းအနားနဲ့တကြုံဖို့ဆုံးဖြတ်လိုက်တယ်။ဒီညဟာကိုရှိကြီးအတွက်ကြောက်စရာကောင်းတဲ့ညတစ်ညဖြစ်တယ်လို့ သူ့ဘဝမှာပထမဆုံးအကြိမ်အမှန်တကယ်ကူညီခဲ့တဲ့ညလည်းဖြစ်တယ်ကားဆရာကိုရှေကြီးဟာသူ့တန်ကြီးကနေထွက်ခွာသွားတယ်သူ့ရဲ့ခီးတယ်ဟာလူတေတယောက်ရဲ့ဝိညာဉ်ဖြစ်နေခဲ့ပေမဲ့ ဒီညဟာသူ့အတွက်သူ့ရဲ့အတိတ်အမှားကိုပြင်ဆင်ခွင့်ရခဲ့တဲ့ညလည်းဖြစ်တယ်။နောက်နေ့ကစပြီးကိုရှိကြီးဟာသူ့ရဲ့ကားကိုရက်ခဲ့ပြီးမောင်မြင့်စွေရဲ့အလောင်းကိုရှာဖွေခဲ့တယ်။နောက်ဆုံးမှာတော့သူတို့ရှာတွေ့ခဲ့ကြတယ်။မောင်မြင့်စွေရဲ့ဝိညာဉ်ဟာငြိမ်းချမ်းသွားတဲ့ကားဆရာကိုရှိကြီးရဲ့ကြောက်စရာကောင်းတဲ့ညခီးတစ်ခုကနေငြိမ်းချမ်းမှုတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဒါဟာကားဆရာကိုရှိကြီးနဲ့မြေအောက်သူတန်ခီးတဲ့ရဲ့ဇလန်းဖြစ်တယ်။နားထောင်သူတဦးချင်းစီကိုကျေးဇူးတင်တဲ့ခဗျာ